တားရီမိမယူရင်အမေရတာဟိုကြိုက်တဲ့အမေက၈ယောက်10ယောက်မှ၈ယောက်လောက်ကမကြိုက်ဘူးလေဟုတ်တယ်မလားအဲ့လိုမျိုးတော့ရှိကြတာပဲဆိုတော့ကျွန်တော်တင်တယ်တစ်ဖက်မစောင်းနဲ့အမေကိုလည်းချစ်မိမကိုလည်းချစ်ဒါအကောင်းဆုံးပါအပြင်းချာလေဆိုကျွန်တော်ကမြတ်တော်ချစ်တယ်အဓိကအိမ်မှာလည်းတားအလတ်ဖြစ်တော့လေလူလေပေါ့နော်အကိုနဲ့ ကျွန်တော်ညီနဲ့ကြားမှာလည်းအဲ့လိုအိမ်နဲ့လည်းပြဿနာမဖြစ်ဘူးသူတို့နဲ့လည်းပြဿနာမဖြစ်ဘူးဒါပေမဲ့ကိုကြိုက်တာလည်းရရတယ်ပေါ့ င်တဲမှာတော့ဒါအမေနဲ့မိမကြားမှာဖြာများတဲ့ character ပေါ့ဆိုတော့ပြီးတော့အိမ်မှာလည်းအိမ်အိမ်မှာဆိုရင်အာကျဲရကောမိမရှိရအောင်မိမကိုချစ်ကြောက်ယူတည်ပေါ့ဆိုတော့အဲ့လိုမျိုး character လေးပါ။ဘာကြောင့်လက်ခံပြစ်လဲဆိုတော့အဓိကတော့ကျွန်တော်တို့ဟိုလက်တွေ့နဲ့နီးစပ်တယ်ပေါ့ကျွန်တော်လက်တွေ့နဲ့နီးစပ်တဲ့ဇက်လန်းမျိုးတွေဆိုကိုယ်တိုင်သဘောကျတယ်ကိုယ်တိုင်လည်းအဲ့လိုဇက်ကားမျိုးတွေကြိုက်တယ်ပေါ့။အဲ့ဒါကြောင့်လဲကျွန်တော်ဒီကားလေးကိုလက်ခံပြီးရိုက်ကူးဖြစ်တယ်။ အဲဒီကားလေးမှာကျွန်တော်တို့ဟိုဘယ်လိုမှမလဲခစ်တရလဲ2000ခုနှစ်ကိုကျွန်တော်အခြေခံထားရပေါ့နော်ဆိုတော့2000ခုနှစ်ကနေလက်ရှိ2025အထိကိုကျွန်တော်တို့အဲနှစ်တွေလိုက်ပြောင်းပြီးရိုက်လာတဲ့ပုံမှာကိုအသက်ရွယ်ကြီးလာတဲ့ဟာရောအဲ့လိုတစင်ချင်းအဲ့လိုရိုက်လာတာပေါ့နော်ဆိုတော့10တန်းចောင်းသားနေမိမဟိုចောင်းပြီးတော့ယူလိုက်တယ်အဲပြီးတော့ခလေးရတယ်ခလေးပြီးတော့တခါခလေးကပြန်ကြီးလာတဲ့ဟာတွေအဲ့လိုမျိုးပေါ့ ဟိုအစ်အဒီ25နှစ်စာကြီးကိုကျွန်တော်တို့လုံးသွားတာပေါ့အဲ့တဲမှာတော့တော်တော်လေးဟိုပြင်ဆင်မှုအပိုင်းနေလဲအများကြီးပြင်ဆင်ပြီးတော့ကြိုးစားရိုက်ကူးခဲ့ရပါတယ်အမွန်းချက်ဖို့ဆိုတာတက်တို့နှစ်ယောက်ကြားမှာကိုကဘာမှမလုပ်ပေးနိုင်ဘူးပေါ့ဘလို့မှလည်းညှိပေးလို့မရတဲ့အဆုံးဟိုဘယ်လိုပါမလဲကိုမိမကိုခေါ်ပြီးထွက်သွားရတဲ့ဟာပေါ့တို့မှကျွန်တော်ရဲ့ဒါအဲ့ချိန်မှာမှဒုက္ခရောက်တဲ့ဟာတွေအဲပြောလိုက်ရင်လည်းဇက်တွေအပေါ်မှာဆိုတော့အဲအဲ့လိုမျိုး ကြားမှာအကောင်းဆုံးဖြစ်အောင်တော့ပြုဆောင်ထားပါတယ်။နှင်ချရဆိုတာတဲ့နှင်ချရတော့မဟုတ်ဘူးပေါ့နော်အမေကကိုမင်းကိုဘိမောသူ့ရဲ့ချွေးမောသူကမြင်လို့တော့မရဘူးအဲ့လောက်ထိလို့ချိမရဖြစ်တာပေါ့အချိမရဖြစ်တယ်ဆိုတာအကြောင်းရှိရယ်ကျွန်တော်ကအရန်ချစ်ပြလို့ဒါအမေမှာရှိတဲ့စိတ်ပေါ့ဆိုတာအဲကိုသားကိုဟိုကိုသားအဲ့မင်းမောအရန်ချစ်ပြတယ်အဲ့မင်းမောလည်းအဲ့ဒါကိုမန်တက်ပြီးတော့ လုတ်ချင်တာလုတ်တယ်အဲ့မှာချွေးမနဲ့အမေကြားမှာတော်တော်လေးဘရောက်ကစားဖြစ်လာတဲ့ပုံမှာကိုကရွေးချယ်ရတဲ့အပိုင်းကြတော့လေဘလို့မညိဘလို့မရတဲ့ဆိုမိမနောက်ပါသွားတာပေါ့နော်ဆိုတော့အိမ်မှာအမေကရင်ကွဲရတာပေါ့ဆိုတော့ဒီလိုဇလန်းမျိုးอ่ะဒါကျွန်တော်တို့ငငယ်တုန်းကလည်းဟိုကြားဘူးတယ်ကိုရွေရောက်လာတဲ့ခါမှာလည်းကိုရဲ့ပတ်ဝန်းကျင်နေမှာလည်းဒီလိုဇလန်းမျိုးမြင်မှုရဲ့ခါကြတော့အာလက်တွေ့နဲ့တော်တော်လေးနှီးဆက်တဲ့ဇလန်းမျိုးဖြစ်တဲ့အတွက်ကြောင့်ပြိတ္တရင်ထဲကိုလည်းရောက်မယ်ပြိတ္တတွေလည်းကျွန်တော်တို့ အဲဒီဘယ်လိုမှမလိုက်ပြီးတော့ခံစားလို့ရမယ်ပေါ့အဲချွေးမတွေရောအဲပြီးတော့အမေတွေရောဒီစကားကိုလိုက်ခံစားလို့ရမယ်လို့ထင်ပါတယ်အခုကစ်ကြီးကတော့ပြောင်းလာပြီထင်တယ်ဟိုတိတ်ပြီးတော့လည်းကျွန်တော်တို့ရင်တော့အလိုသိရမလားဒါကိုအเจ้าမမဟုတ်ပါဘူးအရင်တော့ဆိုရင်ဟိုထားပါဦးအီစာကိုထားလို့အိမ်ကလိုက်ရိုက်တာတို့အဲ့အိမ်ကိုသွားပြီးတော့တိုင်တာတို့ဒီဘက်ဖြစ်ကြီးမှာကျွန်တော်တို့ဒီပတ်ဝန်းကျင်မှာတိတ်မရှိတော့သလိုပဲ ဒါခစ်ကြောက်လည်းအများကြီးနားလဲလာပြီဆိုတော့ဟိုဒါကြီးကအရန်အေးမကြီးဘူးဆိုတာလည်းလူတွေကတိလာပြီပေါ့နော်အကိုတိုင်းဆိုရင်လည်းအဲ့လိုပဲကိုမိဘနဲ့ကိုရဲ့အကြောင်းမှာလည်းမိဘကလည်းဒါတွေကိုကန့်လေးတွေခွဲပေးတာသူတို့လည်းဝင်ပြီးတော့မဆွတ်ဖက်ဘူးကိုလည်းအများကြီးသွားပြီးတော့ဟိုဘယ်လိုပြောမလဲမဆွတ်ဖက်ဘူးဆိုတော့ဟိုသူ့အကန့်လေးနဲ့သူပေါ့အခုကျတော့အဲ့လိုမျိုးလေးနေနေနေရတာအဆင်ပြေတယ်ပေါ့ဟုတ် ပြင်းချာလေဆိုကျွန်တော်ကမြတ်တော်ချစ်တယ်အဓိကအိမ်မှာလဲတားအလတ်ဖြစ်တော့လေလူလယ်ပေါ့နော်လူလယ်ငငယ်ရဲလူလယ်နေတတ်တယ်ကျွန်တော်ကအကိုနဲ့ကျွန်တော်ညီနဲ့ကြားမှာလဲအဲ့လိုအိမ်နဲ့လည်းပြဿနာမဖြစ်ဘူးသူတို့နဲ့လည်းပြဿနာမဖြစ်ဘူးဒါပေမဲ့ကိုကြိုက်တာလည်းရရပေါ့လူတိုင်းကလည်းချစ်အောင်ပေါင်းတတ်တယ်ချစ်အောင်နေတတ်တဲ့အတွက်ကြောင့်အိုးချိန်ဒီလည်းအဲ့လို ဟိုဘယ်လိုပြောကိုရကြတော့နယ်မှာဆိုတော့ညီကိုမောင်တဝင်းခွဲလည်းရှိတာဟုတ်တဝင်းခွဲရာစာကျွန်တော်တို့တွေ့လေဘယ်နေရာမှာမတွေ့တွေ့ကျွန်တော်ပါလေနန်းတယ်ကျန်တဲ့ကျွန်တော်အမားတို့အကိုတို့နဲ့ကြတိတ်မရင်းနေကြအောင်အဲ့လိုမျိုးလေးပေါ့နော်ကျွန်တော်ကလူလေဖြစ်နေရလားမသိဘူးအဲ့လိုဆိုတော့အဲ့လိုအိမ်မှာလည်းအဲ့လိုပါပဲအမေနဲ့ဆိုရင်လည်းကျွန်တော်တစ်ခါကျရင်ကျွန်တော်စိုးတာပဲဒါပေမဲ့အဲ့လိုကိုယ့်ရဲ့အပြောလေးအချွဲလေးမှာပြန်ပြီးအရေးပြောတာပေါ့နော်အာ တငယ်ချင်းရဲ့ကြားမှာလည်းအဲ့လိုပဲဒါအပြင်ချာလေးကအဲ့လိုမျိုးပါတရားဥလိုမဖြစ်အောင်ဆိုတော့ဒီကားထဲမှာတရားဥကလေမှန်တိုင်းပြောရင်အိမ်ုံလဲသူကချစ်တယ်ဒါပေမဲ့မိမပို့ပြီးတော့ချစ်တာပေါ့နော်မိမဒုက္ခရောက်တာမမြင်ချင်တော့အဲ့လိုမျိုးဖြစ်တာပေါ့လူကတော့လူကောင်းပဲတရားဥလဲအဲ့လိုတရားဥလိုမဖြစ်အောင်ဆိုတာထက်အဲလူတိုင်းမှာကြတော့ဖြစ်တည်လာတဲ့ဒီမိသားစုပုံမှာပဲမူတည်ရပါတော့နော်အဲအဲ့တော့ ဟိုဒီဇက်ကားထဲမှာဇက်လန်းထဲမှာကြတော့လေနောက်ထပ်အကိုရဲ့မိန်းမကပါထပ်ပြီးတော့ဂျိုမွေပေးတဲ့ခါကျတော့ဇက်ပို့ပေးတဲ့ခါကျတော့ဟိုပို့ပြီးတော့ပြဿနာတွေကရှုပ်ကုန်တာပေါ့ဆိုတော့ဒီချွေးမကိုမလိုချင်တဲ့ပုံမှာပို့ပြီးတော့နှိတ်ကော့အောင်သူကလိုက်ပြီးညှောက်တဲ့ခါကျတော့ပို့ပြီးရှုပ်ကုန်တာပေါ့အဲ့ဒါကြီးကြောင့်လဲဒီမိန်းမကြီးကြောင့်ငါမနေချင်တော့ဘူးဆိုပြီးစင်းသွားတဲ့ပုံစံမျိုးပေါ့အဲအဲ့လိုမျိုးပါတစ်ဖက်မဆောင်းနဲ့တစ်ဖက်ကိုသွားမနေနဲ့နင်းတော့မားမှာပဲ မမားကိုလည်းချစ်လို့ရမမားပွိုင်းနေဆိုတော့အမေတိုင်းကတော့တားကိုအရင်ချစ်ကြအောင်ဆိုတော့အမေရဲ့ဟိုဘယ်လိုမှမတဝင်တုံမှုကပိုဆိုးတယ်တားရဲ့မိန်းမယူရင်အမေရတဲ့ဟိုကြိုက်တဲ့အမေက၈ယောက်၁၀ယောက်မှ၈ယောက်လောက်ကမကြိုက်ဘူးလေဟုတ်တယ်မလားအဲ့လိုမျိုးတော့ရှိကြတာပဲဆိုတော့ကျွန်တော်ထင်တယ်တစ်ဖက်မဆောင်းနဲ့အမေကိုလည်းချစ်မိန်းမကိုလည်းချစ်ဒါအကောင်းဆုံးပါ အဲအဲ့လိုမျိုးအဲအကောင်းဆုံးပဲပန်းစီလေးဟာပန်းစီလေးလောင်ပေါ်ရောအင်းအင်းကိုတင်းရပါဘယ်လိုလဲမပါဘူးကမမဝိုင်းလေးမှာပါလားကမလေးကိုရဲစစ်တက်တဲ့ခံလေးနေမှာဆော့ဆော့ပွားမပါပါမစစ်ဆော့ဆော့ဆော့ပိုင်းဆော့ဆော့ပိုင်းအတော့ဒီတကားလုံးမှာကိုတင်းရဒီတကားလုံးမှာခါလီနဲ့ကရန်ဖြစ်ပေါ်ရန်ဖြစ်ပဲတက်ဖို့တက်ဖက်တကားလုံးတောက်လျှောက်သူနဲ့ကစကားစကားဆတွေကပြီးတဲ့အထိကတောက်လျှောက်တက်နေရတော့ဘာလို့ဇုံတယောက်တော့မင်းသမီးကြောင့်ပေါ့ có rất nhiều con heo tôi quê vào